ကိုယ့်ရဲ့လုပ်ငန်းကအသစ်ဖြစ်တယ်လူတွေမသိသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောမယ်44 formula ကိုကျွန်တော်တို့သုံးကြည့်ပါအဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းကိုလူတွေသိလာလိမ့်မယ်ဝင်ငွေတွေ ကောင်းလာလိမ့်မယ်ကိုယ့်ရဲ့လုပ်ငန်းနောက်တစ်ဆင့်တက်နိုင်ဖို့အတွက်လွယ်ကူလိမ့်မယ်အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့44 formula ဆိုတာပါလေအဲ့တော့နံပါတ်1 4ဒီပါလဲဆိုတော့ကျွန်တော်တို့ရဲ့ထုတ်ကို เนาะကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကိုလူတွေသိစေဖို့အတွက်တရက်ကို၄နာရီအချိန်ယူပြီးတော့မှစ조사ခြင်းပါเนาะကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုလူတွေသိဖို့အတွက်တရက်ကို၄နာရီအချိန်ယူပါလူတွေသိအောင်ဘယ်လိုလုပ်မလဲเนาะကြော်ညာစာတွေဘယ်လိုရေးမလဲ content တွေဘယ်လို create လုပ်မလဲနော်အဲ့တော့လူတွေသိအောင်မျိုးစုံဘယ်လိုစူးစမ်းမလဲဆိုတာကိုကျွန်တော်တို့တရက်ကို၄နာရီအချိန်သုံးပါ เนาะအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်လူတွေသိအောင်เนาะကျွန်တော်ရဲ့သင်တန်းတွေကိုလူတွေသိအောင်ကျွန်တော်ဘာလို့ဆိုတော့တစ်ရက်တစ်ရက်ကိုကျွန်တော်သုံးနေတဲ့အချိန်တွေ၄နာရီတည်းမကောင်းအဲ့တော့အရေးကြီးတာကျွန်တော်တို့၄နာရီအချိန်သုံးပါနံပါတ်1 4ကတော့ပါလဲဆိုတော့ကျွန်တော်တို့တည့်ရက်တည့်ရက်ကို၄နာရီအချိန်ယူပြီးတော့မှကိုယ်လုပ်ငန်းနောက်တစ်ဆင့်တက်ဖို့ နော်ကိုယ်လုပ်ငန်းကို ပြုပြင်ပြောင်းလဲဖို့ကိုယ်လုပ်ငန်းကိုပိုကောင်းလာဖို့နော်ကိုယ်လုပ်ငန်းကိုနော်ပိုကောင်းတဲ့ strategy စနဲ့သွားနိုင်ဖို့အတွက်တရက်ကို၄နာရီအချိန်ယူပြီးတော့မှဘာလုပ်ရမှာလဲဆိုတော့စဉ်းစားရမယ်ဆုံးဖြတ်ရမယ်နော်နီလန်းတွေကျွန်တော်တို့ချမှတ်ရမယ်အဲ့တော့ကြံတဲ့အခြေတွေကတော့အလုံးလုံးပေါ့ နော်အဲ့တော့တရက်ကို၈နာရီဒီကျွန်တော်တို့လူသိအောင်လုပ်တဲ့အချိန်ရယ်ကိုယ့်ရဲ့လုပ်ငန်းကိုတည်ဆောက်ဖို့အတွက်နော်ဒီ strategy တွေ plan တွေ goals တွေချတဲ့အချိန်ကျွန်တော်တို့ရှိရပါလိမ့်မယ်အဲ့တော့အဲ့ဒီ44 formula ကိုဒါ equity video ကြည့်နေတဲ့လုပ်ငန်းရှင်တွေသုံးမယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတွေရလိမ့်မယ်ရောင်းအားတွေကောင်းလိမ့်မယ်ကိုယ့်ရဲ့လုပ်ငန်းနောက်တစ်ဆင့်တက်နိုင်ပါလိမ့်မယ်ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများရတူပါတယ်ဒီဗီဒီယိုကတဲကနေပြီးတော့မှကို့အတွက် အကျိုးရဆုံးတွေရလိမ့်မယ်လို့ထင်ပါတယ်ခုတော့အကျိုးရဆုံးတွေရတယ်ဆိုလို့ရှိရင်တော့ဒုံစက်တိုင်းပဲကွန်မမှာ yes လို့ပြီးပါဦးဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ကုညံလေးအောင်မှာမိင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ